တန်းတလာရာဒီပွားများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီသနှစ်လုံးစာအတွက်အလောက်ကိုင်းငွေချေးအချစ်ရေးကျမ်းမာရေးအပြင်ပညာရေးတို့ကိုပါဖော်ပြပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျတူရာဒီပွားလီဗရာများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကို ကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာအခုပထမအဦးဆုံးအချစ်ရဲ့အကြောင်းကိုပြောပြပေးပါမယ်ခင်ဗျာဒီလမှာဆက်ဆံရေးများကြားပြန်လည်ဆန်းစစ်ခြင်းပြုလုပ်ရပါလိမ့်မယ်ပထမတစ်ပတ်မှာမျက်လဲဆန်တော်ဖြစ်ပြများနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးလိုအပ်တော်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရပါမယ်ထို့နောက်အလဲအပြောင်းတစ်ခုကရှင်းလင်းပြတ်သားမှုပေါ်ထွက်လာပါလိမ့်မယ်လလယ်ပိုင်းမှာတော့အနောက်ရှက်များရှိတော့လဲစမ်းတက်တော်အချစ်ရေးအခွင့်အလမ်းများဖြစ်ပေါ်လာနိုင်ပါတယ်လဤဒုတိယတစ်ပတ်မှာတော့အတိတ်ပဲပြေဝတော်စကားဝိုင်းများ အချစ်ဇလန်နဲ့စိတ်ကံစားမှုဆိုင်ရာဉာဏ်ပညာတို့ကိုနိုးစွပေးမိဖြစ်ပြီးရှုပ်ထွေးမှုများကိုကျော်ဖြတ်နိုင်ရန်မျှတမှုနဲ့တတိထားမှုလိုအပ်ပါတယ်။လကုံရက်မှာတည်ငြိမ်မှုပျော်ရွှင်မှုနဲ့တငယ်ချင်းများ၏အကူအညီရရှိမိဖြစ်တော့လေမိသားစုနဲ့တက်ဆိုင်သည့်အနောက်ရှက်အချို့ဖြစ်ပေါ်နိုင်ပါတယ်။တလလုံးတွင်ပွင့်လင်းသောဆက်တွယ်မှုစိတ်ရှိမှုနားလည်မှုနဲ့စိတ်ကံစားမှုဆိုင်ရာအတိအမြင်တို့ကိုဦးစားပေးခြင်းဖြင့်ပုံမနှက်ဆိုင်သောဆက်ဆံရေးများကိုရလာပါလိမ့်မယ်။အတားအဆီးများကိုကျော်လွှားနိုင်ပြီးကျန်းမာပြည့်စုံသောဆက်ဆံရေးကိုရနိုင်ပါလိမ့်မယ်။ ဆက်လက်ပြီးကျမ်းမာရေးဆိုင်ရာအကောင်အဆိုးများကို ပြောပြပေးသွားပါမယ်ခင်ဗျာဒီလမှာကျမ်းမာရေးဆိုင်ရာစိန်ခေါ်မှုများကိုကြော်ဖြတ်ခြင်းကြိုတင်ကာဝေမှုများကိုဦးစားပေးခြင်းနဲ့အလုံးစုံကျမ်းမာရေးကိုထိန်းသိမ်းခြင်းတို့အပေါ်အာရုံထားပါလရဲ့ပထမတစ်ပတ်မှာကျမ်းမာရေးပြဿနာနှင်းငင်နဲ့စတင်တော့လေစိတ်တည်တည်ငြိမ်ငြိမ်ထားပြီးကြော်ဖြတ်နိုင်ပါလိမ့်မယ်လလေပိုင်းမှာပျော်ရွှင်မှုအပြုတ်တော်စာမှုနဲ့ယုံကြည်မှုတို့ကိုယူဆောင်လာတော့လေစိတ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုဆိုင်ရာကျမ်းမာရေးကိုအာရုံစိုက်ရန်လိုအပ်ပါတယ် လာဤဒုတိယတော်ဝတ်တွင်ကျမ်းမာရေးတိုးတက်မှုကိုခံစားရမှာဖြစ်တော်လဲအစားအသောက်စိတ်ဖြစ်စုမှုနဲ့ကိုယ်လေးချိန်တိုးခြင်းတို့ကိုတတိထားရင်လိုအပ်ပါတယ်လကုံပိုင်းမှာယခင်ကဖြစ်ခဲ့ဘူးတော့ကျမ်းမာရေးပြဿနာများကိုပြန်လည်ပေါ်လာခြင်းမျိုးဖြစ်လာနိုင်ပါတယ်တလလုံးတွင်ကျိုတင်ကာကွယ်ရေးကိုဦးစားပေးပါနှိုးကြားစွာနေပါစိန်ခေါ်မှုများကိုကြော်ဖြဲရနေရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကိုထိန်းသိမ်းရန်ကျမ်းမာတော်ရွေးချယ်မှုများကိုပြုလုပ်ပါထို့ထို့ပြုလုပ်ခြင်းဖြင့်စိတ်ရောခံနာပါအားကောင်းလာပြီးပုံမှန်ခံနိုင်ရည်ရှိလာပါမယ် ဘဝဤအတက်ကြများကိုကင်တွဲဖြည့်ရှင်းရန်ဂျမ်းမာဤကောင်းဆုံးဖြစ်စေရန်အတွက်ခန္ဓာကိုယ်စိတ်နဲ့ဝိညာဉ်ကိုပြည့်စုံပြောထောင်ရန်မမေ့ပါနဲ့အခုတစ်ခါမှာတော့ငွေကြီးဗဏ္ဍာရေးဆိုင်ရာဆောင်ရန်ရှောင်ရန်များကိုပြောပြပေးပါမယ်ဒီလမှာအကောင်းနဲ့အဆိုးများရောနှောနေပါလိမ့်မယ်ပထမတစ်ပတ်မှာကိုယ့်ရဲ့ပိုင်ဆိုင်မှုငွေကြီးနဲ့ပတ်သက်ပြီးတတိထားရန်လိုအပ်ပါတယ်လလေပိုင်းတွင်ငွေကြီးအတွက်အလားလာကောင်းသောရလတ်များကိုဆောင်ယူလာမှာဖြစ်ပြီးထိရောက်သောငွေကြီးစီမံမှုမဟာဗျူဟာများကိုအကောင်အထည်ဖော်ရန်နဲ့ အတိပေးထားသောရင်းနှီးမြှုပ်နှံမှုအဆုံးအဖြတ်များချမှတ်ရန်အတွက်အကောင်းဆုံးဖြစ်ပါသည်။လိုက်ဒုတိယတစ်ပတ်မှာငွေကြေးတိုးတက်မှုအတွက်အထောက်အကူဖြစ်စေသောပတ်ဝန်းကျင်တွေကိုထပ်မံရရှိလာပြီးတိုးချဲ့ဝင်ငွေရှာဖွေမှုနဲ့စနစ်တကျရင်းနှီးမြှုပ်နှံမှုများအတွက်အခွင့်အလမ်းများရရှိပါမည်။လက္ခဏာဆုံးချင်တွင်ငွေကြေးတတမှုနှင့်လုံခြုံရေးအတွက်တွန်းအားအရင်းမြစ်များတွင်တည်ငြိမ်သောကြီးထွားမှုနှင့်ငွေကြေးစည်းစိမ်မှုတည်ငြိမ်ခြင်းတို့ဖြင့်အဆုံးတတ်ပါလိမ့်မယ်။တလလုံးတွေအမျိုးမြင်ရှိသောငွေကြေးစီမံကိန်းရေးဆွဲမှု ညာရှိတော်ဆုံးဖြတ်ချက်ချမှုဂတိကဝိများနဲ့အရင်းမြစ်များကိုစီမံခန့်ခွဲရင်မြတ်တာတော်ချင်းကမှုတို့ကိုဦးစားပေးပါစိန်ခေါ်မှုများကိုကြော်ဖြတ်ရင်ပေါပေါလာတော်အခွင့်အလမ်းများမှအကျိုးမြတ်ရယူရန်ငွေကြေးတည်ငြိမ်မှုနဲ့အောင်မြင်မှုကိုရရှိရန်အတွက်တတိရှိရန်ကိုကိုကိုအတိပေးနေပါအာယုံစူးဆိုင်ပါအခုဆက်လက်ပြီးအတက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ရာဒီလရဲ့ပထမတစ်ပတ်မှာကြာရှည်စွာစီစဉ်ထားသောလုပ်ငန်းများကိုအကောင့်ထဲပို့ရန်အခွင့်အရေးရလာမှာဖြစ်ပြီးလလေပိုင်းမှာတော့ စိန်ခေါ်မှုများကိုကြော်ဖြတ်ရင်ပုံမှုအားထုတ်မှုစိတ်ရှင်မှုလိုအပ်ပါတယ်။လှဤဒုတိယတဝက်မှာအလုပ်အတွက်ကွာဟာချက်များကိုဖော်ထုတ်ခြင်းနဲ့ဖြည့်ရှင်ခြင်းလုပ်ငန်းစဉ်များခိုင်မာအောင်လုပ်ခြင်းနဲ့ရောင်းအားမြင့်တင်ရန်အားနည်းချက်များကိုခွဲခြမ်းစိတ်ဖြာခြင်းတို့ကိုလှုပ်ဆောင်ရပါလိမ့်မယ်။လက်ကုံဆုံးခြင်းတွင်တိတာထင်ရှားသောအလုပ်ဖြစ်အားရှိလာမှာဖြစ်ပြီးအောင်မြင်မှုရရှိရန်တတိထားမှုနဲ့စိတ်အားထက်သန်မှုလိုအပ်ပါတယ်။တစ်လလုံးတွင်အထူးလိုအပ်နေတာကအာယုံစူးစိုက်ပါလုံလရှိပါအလုပ်ကိုတက်ကြွစွာလှုပ်ဆောင်ပါအတားအဆီးများကိုကျော်လွှားရန် အတွင်းစိတ်လုံဆောင်မှုနဲ့အပြုတ်တော်ဆောင်တော်စွမ်းအင်ကိုအတုံးပြုပါပညာရှင်များအနေနဲ့တိုးတက်မှုနှုန်းနေကွေးခြင်းဖြစ်နေတော်လဲစိတ်ရှိမှုနဲ့စဉ်စားတွေးခေါ်မှုတို့ကစိန်ခေါ်မှုများကိုကြော်ဖြတ်ရန်နဲ့အခွင့်အလမ်းများမှအကျိုးမြတ်ရယူရန်ကူညီပေးပါလိမ့်မယ်အတက်မွေးဝမ်းကြောင်းနဲ့စီးပွားရေးလုပ်ငန်းများတွင်ကြီးထွားမှုအတိမတ်ပြုခံရမှုနဲ့အောင်မြင်မှုတို့ကိုရရှိရန်ခံနိုင်ရှိပါလိုက်ရောညီထွေရှိပါစိတ်အားထက်သန်မှုနဲ့ရှင်းလင်းပြတ်တာတော်ချင်းကပ်မှုတို့ဖြင့်လုပ်ငန်းကတဖြည်းဖြည်းအချိန်ဟုန်ကိုရလာမှာဖြစ်ပါတယ် အခုနောက်ဆုံးပညာရေးအကြောင်းကိုပြောပြပေးပါမယ်ဗျာဒီလမှာအလုတ်များပြီးပညာရေးဘက်မှအားနေကစိန်ခေါ်မှုများရှိနေပါတယ်ပထမတစ်ပတ်တွင်ပညာရေးတိုးတက်မှုနောက်နေနိုင်ပြီးပုံမှုအားထုတ်မှုနဲ့ဇွဲလုံးလာလိုအပ်ပါတယ်လလေပိုင်းဒီမကောင်းသောဂျိုအခြေအနေများဖြင့်စတင်တော်လေအဆုံးတွင်အလားအလာကောင်းသောအလဲအပြောင်းဖြစ်ပေါ်လာမည်ဖြစ်ပြီးတက်ဆိုင်ရာဘာသာရေးများတွင်ထူးချွန်အောင်လှုပ်ဆောင်နိုင်ပါတယ်လဤဒုတိယတစ်ဝက်ကိုကာလနှစ်ပိုင်းခွဲခြားလိုက်မယ်ဆိုရင်တစ်ပိုင်းမှာပညာရေးလိုက်စားမှုများအတွက် ထူးခြားသောအထောက်ကိုပေးမိဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာရှင်းလင်းပြတ်သားမှုနဲ့အာယုံဆူဆိုင်မှုကိုပုံမရလာပါလိမ့်မယ်။တခြားတစ်ပိုင်းမှာတော့ပညာရေးတိုးတက်မှုအတွက်စိန်ခေါ်မှုများရှိမိဖြစ်ပြီးပုံမအားထုတ်မှုနဲ့ဇွဲလုံးလလိုအပ်နေပါလိမ့်မယ်။အကောင်းနဲ့အဆိုးရောထွေးနေသောကာလဖြစ်တာကြောင့်အကောင်းများကိုလက်ခံကာအဆိုးများကိုလည်းစိတ်အေးအေးနဲ့ရင်ဆိုင်ဖို့လိုအပ်လာပါတယ်။မြေတို့ပင်ဆိုစေကမူလာကုံဆုံးချိန်တွင်ပညာရေးနဲ့ပတ်သက်ပြီးကိုမန်းထားသလောက်အောင်မြင်နိုင်သောလှတလအဖြစ်အဆုံးတက်ပါလိမ့်မယ်။ဒီလအတွက်ကတော့ဒီလောက်ပါပဲခင်ဗျာ။ ျွန်တော်တို့ channel ကနေအခုလိုမျိုးယာတီကွင်လိုက်ကောင်းခြင်းဆိုးခြင်းများပြင်ဆောင်းရန်ရှောင်းရန်များကိုပါလာစဉ်လာတိုင်းအတွက်တင်ဆက်ပေးမှာဖြစ်လို့ကျေးဇူးပြုပြီးကျွန်တော်တို့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါရခင်ဗျချိန်ပေးပြီးနှားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါရခင်ဗျဘေးအန္တရာယ်ကင်းပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံတော့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ